2000ခုနှစ်မှာဒီလေးဘွေဆိုင်ဘောလုံးပွဲကြီးဆိုတာကျွန်တော်အဲ့ဒီမှာပနဒီ3လုံးလုံးပြီးခဲ့လို့အောင်ရည်လို့ဖြစ်လာတာပါကျွန်တော်ဘောမှာရန်ကုန်နဲ့ရှင်းနေပဲဖိုင်နယ်မှာတွေ့မယ်လို့တော့ကျွန်တော်အနေနဲ့ဒါတုံးတက်ပါတယ် ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့မှာတော့ဒါလာမယ့်ဂျွန်လ23ရက်နေ့မှာရှင်ပိုင်ကစားဖို့ရှိနေတဲ့ရန်ကုန် FC အသင်းနဲ့ရန်ကုန် United အသင်းတို့ရဲ့ semi-final ပွဲအကြောင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်နဲ့အတူတူဆွေးနွေးတုံ့သက်ပေးဖို့အတွက်ဧည့်သည်တယောက်ကိုလည်းဖိတ်ထားပါတယ်သူကတော့ရန်ကုန် United အသင်းရဲ့ကစားသမားဟောင်းတူဖြစ်တဲ့ကိုအောင်ဦးပဲဖြစ်ပါတယ်အခုမင်္ဂလာပါခင်ဗျာဟုတ်ကဲ့မင်္ဂလာပါခင်ဗျာရင်းဆုံးဒါပြည်သူတွေကိုလည်းနှုတ်ဆက်ပေးပါပါဗျာပြည်သူတွေအားလုံးကျမ်းမာချမ်းသာကြပါစေလို့ကျွန်တော်နေပထမဦးဆုံးပြောချင်ပါတယ် သူလိုမျိုးဒီစကားပြောဝိုက်မှာလာပြောခွင့်ရတဲ့အတွက်လည်းဝမ်းသာပါတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ပါဒါဆိုတော့ကျွန်တော်အစီအစဉ်လေးကိုစလိုက်ရအောင်အခုအခုအနေနဲ့ဒီဘလုံးလောက်ကနေတော့နည်းနည်းအဆက်ပြတ်နေသလားလို့ပေါ့ဟုတ်ကဲ့အဲဂျာရီများလှုပ်ဖြစ်နေလေဘလုံးနဲ့ပတ်သက်ပြီးတော့အဲဒီ2017ဘလုံးရာသီနာပြီးကြရဌာနဆိုင်ရာဝန်ထမ်းအနေနဲ့နေဒီမှာတာဝန်ကြတယ်အဲဒီမှာ2015 16ကြာမှကျွန်တော်အဲဒီကထွက်ပြီးတော့အခုစီးပွားရေးလောကတွေရောက်နေတော့ဘလုံးလောကနေတော်တော်လေးတော့အဆက်အသွယ်ပြတ်သွားတာပေါ့ဟုတ်ကဲ့ ဘောလုံးပွဲတွေရောကြည့်ပြရတာ။ဩဘောလုံးသမားဆိုတော့လေဒီ highlight ဒီကျွန်မကြည့်ပြပါတယ်။လေဝင်းစင်ပွဲတွေရောကြည့်ပြပါတယ်။ဟုတ်ကဲ့ပါဗျာ။ဟုတ်ပြီကြ။အကိုရင်တော့ကစားခဲ့တဲ့ဂျန်ကုန် United ပေါ့နော်။ဟုတ်ကဲ့။ဂျန်ကုန် United ကတော့အခု League Cup Semi Final မှာစင်နာဘုံနဲ့ထိတ်တိုက်တွေ့တော့မယ်ကိုကြီး။အဲဒီပွဲနဲ့ပတ်သက်ပြီးတော့အကိုဒါမေးရမယ်ပေါ့နော်။အဲမေးမယ်ဆိုတော့လက်ရှိဂျန်ကုန် United အသင်းပေါ့အကိုရဲ့အမြင်ကဘယ်လိုရှိလဲဆိုတာနဲ့စလိုက်ချင်ပါဗျာ။ကျွန်တော်သိသလောက်ပေါ့နော်။ဟုတ် ဒီနှစ်တော့တို့တော်တော်လေးပြင်ဆင်ထားတာတွေ့ရပေါ့အဓိကတော့ကိုးသမားနေရပေါ့ဟုတ်ကဲ့ဘာပဲပြောပြောစင်ကြီးရောင်လေးရလက်ရှိလေဘေးစင်ကိုးသမားလည်းဖြစ်တယ်သူ့ရဲ့အကောင်းဆုံး performance မှာရှိနေတယ်ဒီညီနဲ့အရွယ်မှာရှိနေတဲ့အတွက်ဒါစင်ကြီးရောင်ရလိုက်တာကလည်းဒါရန်ကုန် United အတွက်ဘာပဲပြောပြောအင်အားတည်းဖြစ်တာပေါ့နော်ဟုတ်ပါတယ်ကျွန်တော်အနေနဲ့အားရကျင်းတဲ့မှုရှိပါတယ်တော်တော်လေးပြင်ဆင်ထားတာတော့တွေ့ရပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဒါအကူကလည်းဒါ ကစားသမားဘွားတော့ကဘိုးဖန်းခဲ့တဲ့ဟုတ်ကဲ့အဲဒီဆိုတော့ဒီဘုသမားအကြောင်းလေးကတော့စပြီးတော့ကျွန်တော်အဲပြောပြောပြောပြကြပြီပေါ့နော်ဟုတ်ကဲ့အဲပြောပြကြပြီဆိုတော့ဟိုတနေ့က quarter final ဟန်တာဝီနဲ့ပွဲမှာဒီ penalty အဆုံးဖြတ်ခံယူတော့ penalty ၃လုံးကိုတပွဲအဲတပွဲထဲမှာကာကွယ်သွားရဲဆိုတာတော်တော်လေးရှားတော့ရှားပါဖြစ်ရပေါ့နော်ဒါအခုအနေနဲ့ရောကစားသမားဘွားတော့အဲ့လိုမျိုးတပွဲထဲမှာ penalty ဘယ်လောက်လောက်ခံမှုလာပေါ့ကျွန်တော်လည်း၃လုံးလေးဟုတ်ကဲ့ဟုတ်ကဲ့ဒါ2000ခုနဲ့မှာဒီ၄ပွဲဆိုင်ဘောလုံးပွဲကြီးဆိုတာ ကျွန်တော်အဲ့ဒီမှာပနဒီသုံးလုံးလုံးမိခဲ့လို့အောင်ငယ်လို့ဖြစ်လာတာပါကျွန်တော်ဘောမှာမမေ့ရပါပဲဟုတ်ကဲ့ပါဟုတ်ကဲ့အဲဆိုဇင်းကြီးအောင်လည်းအခုခြေရလိုက်နေတော့မှာနော်ဝမ်းသာပါတယ်အဲ့လိုမျိုးသုံးလုံးလောက် safe လုပ်နိုင်တဲ့အနေအထားတစ်ခုဆိုတာဥဒါကျွန်တော်ပြောသလိုဘိုးသမားတယောက်ရဲ့အကောင်းဆုံးအနေအထားမှာရောက်နေပြီလို့ဒါသုံးသက်တယ်ပေါ့နော်လေဝိစင်အတွက်လည်းအားရှိရဲ့ဒါရန်ကုန်ယူတိုက်တဲ့အတွက်လည်းဒါအားရှိတစ်ခွက်လို့ကျွန်တော်နေမြင်ပါတယ်ဟုတ်ကဲ့ ုတ်ကဲ့ပါဒါပေမဲ့အဲ့လိုလှုပ်ပြဖို့ကလွယ်တော့မလွယ်ဘူးเนาะအကိုအဲ့တုန်းကအကိုငငယ်တုန်းကဒီတပွဲထဲမှာအုံလုံးဖမ်းသွားတော့ကအနေထားလေးနည်းတော့ပြန်ပြောပြပါလားဒါတော့ဒီဘလုံးဖွဲ့ချုပ်တွေမှာတော့မှတ်တမ်းတော့ရှိမှထင်တယ်ဟုတ်ကဲ့အဲ့ဝါကိုမျိုးလိုက်ဝင်လို့ကန်တယ်ကိုတန်းဝင်လို့ကန်တယ်ဒါကိုတန်းတော်တော်များများပါနာမည်ကြီးကြီးကိုကန်တယ်ဟိုအဲ့အချိန်မှာလည်းဟိုကျွန်တော်ဘိုးသမားတယောက်နေတယ်ကျွန်တော်ဆိုအဲ့အချိန်မှာဟိုအကောင်းဆုံးအနေထားတစ်ခုရောက်နေရပါဘို့ဟုတ်အဲ့ကနေအနာကမြန်မာလူမျိုးဆိုကျွန်တော်တောက်လျှောက် ဒါဆယ်စုတစ်စုကျွန်တော်ဖမ်းခဲ့ရတာပေါ့ပြောချင်တာတော့ပါလေတော့သူဖမ်းတာတွေ့တယ်လीဟုတ်ချစ်ချူပါတယ်ဇင်းကြီးရအောင်လीဟိုထပ်ပြီးတော့လက်ရှိအဲ့အနေထားကိုထိမ့်သိမ်းထားပါလို့လေဝိဇင်အတင်းတော့အကူရတဲ့ကိုသမားကောင်တယောက်ဖြစ်ပါလို့ဖြစ်ပါစီလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဒါကိုသမားကြောင့်ဟုတ်အတင်းတင်းမှာကိုသမားတယောက်ကစကားပြောတယ်လीခုနအကူပြောသလိုပေါ့ကျွန်တော်2010မှာ2020မှာဒါရန်နာဘုံနဲ့ဖိုင်နယ်မှာ ကျွန်တော်ရန်ကုန်ကပေါ့ဟုတ်ရန်ပိုင်တို့နဲ့ကျွန်တော်တို့တွေ့ရကျွန်တော်ရှုံးသွားတယ်ခုနပြောသလိုပေါ့ကိုယ့်ဘက်ကတော့အတက်နိုင်ဆုံးတော့စူးစမ်းတာပဲလीဒါပေမဲ့တစ်ဖက်တည်းကတငယ်ချင်းနဲ့အရန်ကောင်းနေတာပေါ့ဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒီအချိန်မှာတော့ဒီပြိတ္တစိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်နေရပေါ့ဟုတ်အဲ့ဒီတုန်းကတော့ကျွန်တော်တို့ကပြည်ပထွက်ကစားတဲ့ကစားသမားတွေမရှိဘူးလीဟုတ်ကောမရှိတော့ဒီလေဝေးစင်ကစားသမားတွေအားလုံးတစုတဝေးတည်းကြည့်ချင်းနေဆိုရင်ကြည့်လို့ရတယ်ပြိတ္တက အခုခေတ်ကြတော့အခုမှမမောင်လင်းကိုကြည့်ခြင်းနဲ့လူဝိစဉ်အသိရှိရပွဲကြမှာပဲကြည့်ဟာကြည့်လို့ရတယ်ဟိုကောင်းတဲ့ပလေယာတွေကဒါပြိပတ်ထွက်ကစားကြတာလीဟုတ်ကဲ့အဲ့တော့ပြည်တွင်းလင်းကပြည်တွင်းလီကနည်းနည်းလေးပရိသတ်စိတ်ဝင်လာမှုလေးနည်းနည်းနေလာတွေ့ရတာပေါ့အဲ့တော့တခါလေးပဲပြောလိုက်ရင်ကောင်းပါလေကောင်းတာပေါ့အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ဒီပြည်တွင်းလီမှာကစားနေတဲ့ဒီပလေယာတွေကပရိသတ်စိတ်ဝင်စားမှုရောက်အောင်ပူပြီးတော့ ဟိုဘာဘလို့ခေါ်ပြလိုက်ယူပူစူးစားတင်တာဗောနော်ဟုတ်ဘာပြောဘူးယန်ဟိုမနေ့ကဟန်တာဝရီနဲ့ရန်ကုန်နဲ့ဒါပနတီအဆုံးပြတ်ဆိုလို့ရှိရင်ဘာပြောစင်ကြီးရောက်ဆွဲဆောင်မှုရှိရလीဒါဒီပွဲတစ်ပွဲလုံးရဲ့ဟိုအကောင်းဆုံးလို့ပြောလို့ရမှာအဲ့ဒီလိုမျိုးဂျန်နဲ့ဂူသမားကြီးလည်းစူးစားစီခြင်းနဲ့ဂျန်နဲ့ပရိယာကြီးလည်းစူးစားစီခြင်းနဲ့ဒါမှပရိသတ်စိတ်ဝင်စားမှုမြင့်တက်လာပြီးမြန်မာဘောလုံးလောကတိုးတက်လာမယ်လို့ကျွန်တော်အနေနဲ့မြင်လာပါဘူးကိုရှင်ဟုတ်ပါဘူး ဒါကိုရဲ့အမြင်လေးကိုလည်းတုံ့ပြန်ဆွေးနွေးပြီးသွားတာကျေးဇူးများကြီးတင်တယ်လို့ပြောချင်ပါတယ်ဟုတ်ပြီဗျာကျွန်တော်တို့အခု semi final ပွဲကြောင်းနယ်လေးပြန်ပြီးတော့သွားကြတယ်ပေါ့နော်အဲရန်ကုန် United ကတော့နောက်ပိုင်းအဓိကပြိုင်ပွဲတွေမှာ super league နဲ့ဝေးလာတာနည်းနည်းလေးပြောချင်ပါတော့เนาะအဲ့ဒါလေးလည်းပြောချင်တယ်ရန်ကုန်ရေလို့မဟုတ်ဘူးမနေ့ပြန်ကြမ်းမဲ့ယတနာဘုံရောပေါ့ဟုတ်ပြောချင်တာကအခုကအခုဆိုရင်ရှမ်း United ကဒါနှစ်စဉ်ဒီဖလားတွေကိုသူကကြီးစိုးရတယ်ပေါ့ကျွန်တော်ပြောချင်တာ မဘူးလားဆိုလဲ9နှစ်သက်တိုက်နော်အဲအဲ့လိုအဲ့လိုဖြစ်နေတာကလည်းမြမဘလုံးလောကကိုကျွန်တော်အားမရတာပြောချင်တာကျွန်တော်အပြိုင်ဆိုင်ဖြစ်စေချင်တာဟုတ်ကဲ့ဟိုပြင်စင်ဟိုတူတလက်ကိုတလက်တူတပြိုင်ကိုတပြိုင်ဒါမှဒီဘလုံးလောကတော့သူကြီးပဲဟာတခါလာလဲငါတို့ရှမ်းကိုတွေ့ရင်ရှုံးပါပဲအခုတခါလာလဲရန်ကုန်ကိုတွေ့ရင်ရှုံးပါပဲသူတို့တွေကပြင်စင်ထားတယ်ဟိုနိုင်ငံခြားသားတွေခေါ်တာတွေအလိုသိနေရတော့မခေါ်နိုင်ဘူးဟိုကျွန်တော်အဲ့လိုမဖြစ်စေချင်သူတို့ကိုနိုင်အောင်ကြံမယ်ကိုယ့်ဘက်ကနေဘလို့ရအောင်ကြံမလဲဒီစံချင်းတွေဘလို့ချိုးဖြတ်မလဲ ီလို player မျိုးတွေကျွန်တော်လိုချင်တာပေါ့လေဟုတ်ကဲ့ဒါမှကျွန်တော်တို့ဒီဘောလုံးလောကပရိသတ်စိတ်ဝင်စားမှုဟောတိုးတက်လာမယ်လို့ကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါလို့ဒါလက်ရှိရန်ကုန်ယူနိုက်တက်အသင်းပေါ့နော်သူတို့ဒီနိုင်ငံသားသားကစားသမားတွေလည်းသူတို့ခေါ်ယူအပြည့်ထားတယ်အဲအဲ့ဒီအပေါ်မှာရောအကိုဘလို့မြင်လဲနိုင်ငံသားသားကစားသမားတွေရဲ့အနေထားပြောချင်တာကတော့ဒီ league cup ကဒါဒီယာဒီရဲ့အစရဲ့အကျိုးလို့ပြောရမှာမဟုတ်နော်ဟုတ်ကဲ့ဟိုဒါမှသူတို့နိုင်ငံသားသားတွေခေါ်လာတဲ့အနေထားဘလို့ရှိရောလဲ ဒါတူတူကြိုတင်ပြင်ဆင်တဲ့အနေနဲ့ချက်ချင်းတော့ပြောလို့တော့မရသေးဘူးပေါ့ဒီญาတိပြီးမှပဲဒီဘသူဘူဆွဲမယ်ဘသူဘူမဆွဲဘူးတော့ပြောရမှာဒါပေမဲ့ရန်ကုန်ပြင်ဆင်ထားမှုကတော့ယန္နာပုံတက်တော့တားတယ်ဟိုကျွန်တော်အမြင်ပြောရတော့ဒါတင်ကြတယ်ဒီဘွဲကရန်ကုန်နိုင်ဖို့ပဲများတယ်လို့တော့ယုံကြည်ချက်ရှိပါတယ်ဟုတ်ကဲ့ပါခင်ဗျာ ဒီအသင်းသားတွေအကြောင်းပြောပြပြီဆိုတော့ကျွန်တော်နီးပြဘက်နည်းနည်းလေးလှည့်ကြပါတယ်။ဒါရန်ကုန် United အသင်းအခုနီးပြချုပ်အနေနဲ့တာဝန်ယူထားတာတော့ဦးကျော်ထွန်းပေါ့နော်။ဟုတ်ကဲ့။အခုတို့လည်းဟုတ်ကဲ့တူတူပြလာခဲ့တာပါ။ဟုတ်။တူတာကိုကျွန်တော်သိရတယ်။အဲသူ့ရဲ့အပေါ်အမြင်ရောဘယ်လိုရှိမလဲဗျ။အင်းကိုကနီးပြကစားသမားဘဝကပဲဟုတ်။သူ ਨੇ တငယ်ချင်းဖြစ်ခဲ့ရတယ်။ဒီပြလောကမှာကျတော့ तू อ่ะအရင်ချင်းအများကြီးရှိတာပေါ့ဒါဘူးပုံကလေးပြောတာပါဟုတ်ကဲ့ဟိုတော်လို့လေဒီနေရာတနေရာမှာ ရှိနေတာပေါ့အဲ့တွက်လဲဘာမှပြောစရာမလိုပါဘူးဂုံယူပါတယ်ဝမ်းသာပါတယ်ဒါပေမဲ့သူတို့အနေနဲ့တော့ထပ်ပြီးတော့ကြိုးစားအောင်ပါပေါ့ကျွန်တော်လိမှာလဲအားနေနေတာကကျွန်တော်ရှိမှာလဲခုနကပြောသလိုပေါ့ပရိုလိုင်စင်ရတဲ့နီးပြတွေမရှိသေးတာတချောင်းနိုင်ငံခြားသားနီးပြတွေပဲအားကိုးနေရတာတချောင်းဘာဖြစ်ဖို့ရန်ကုန်ယူနိုက်တက်ကတော့ကိုယ့်ရဲ့ပြည်တွင်းတကယ်ချင်းနီးပြဆရာကိုရုံချီချင်းနဲ့ခန့်နဲ့အနေထားအတွက်လဲရန်ကုန်ယူနိုက်တက်ကိုလည်းကျေးဇူးတင်ပါတယ် ကျွန်တော်နေနေလဲဒီတက်ပို့ပြီးတော့ဒီယာဒီမှာအကောင်းဆုံးလုပ်ပြနိုင်မယ်လို့လဲကျွန်တော်ညွှန်လဲပါတယ်ဟုတ်ကဲ့ပါအဲနောက်ပြီးတော့တည်ကျင်တာတခုကလက်ရှိရန်ကုန်ယူနိုက်တက်မှာကစားနေတယ်ဒီကစားသမားလေးတွေပေါ့ဟုတ်ကဲ့ကိုကတော့ကိုအရှိမမှာဒါအကျယ်တော့ပြောပြီဆိုတော့ဒီအရှိမကစားနေတဲ့ရှေ့လဲနောက်ကစားသမားလေးတွေပေါ့အကိုဘသူ့ကိုသဘောကျတယ်ဆိုပြီးတော့မြင်မိတယ်ဗျကျွန်တော်ဂူးသမားပဲသဘောကျတာကျွန်တော်ဂူးသမားပဲဖြစ်လို့လာတော့မသိဘူးဗျဘောလုံးပွဲတစ်ပွဲကြည့်ဂူးသမားပဲကြည့်ရပါတော့ ီဂိုးသမားတစ်ယောက်ရဲ့အင်အားကဒီဘောလုံးတသိန်းလုံးလို့တက်ရောက်မှုရှိတယ်ရန်ကုန်မှာပရိယာကောင်းနေအများကြီးပါပဲဟိုတော်တော်ကောင်းပါတယ်ပရိယာကောင်းဒါပေမဲ့ဘာပြောခုလက်ရှိဟိုတက်ရောက်ဆိုကောင်းစီသူတို့ဆိုရင်ကောင်းပါတယ်ဒါပေမဲ့ပတတိလွဲတာတော့ဒါအဖြစ်တော့မပြောပါဘူးဟုတ်အဲ့လူငယ်အားကစားသမားနေအနေနဲ့လေသူတို့ကထပ်ပြီးတော့ကြုံနိုင်အောင်စူးစမ်းစီခြင်းတယ်ဒီ senior player တွေကိုလေဘာပြောဒီ senior player တွေကကောင်းနေရမြင်ရတဲ့အတွက်ကျွန်တဲ့ player တွေအားနေနေသေးရလို့ကျွန်တော်နေနေဒါ တုံးတက်တာပေါ့နော်ဟုတ်ကဲ့အဲ့ဒါပါပဲကျွန်တော်တော့ဟိုအဲ့လောက်ထူးထူးတော့မရှိပါဘူးဘာလို့လဲသူကနိုင်ငံသားတွေခေါ်ယူပြီးအားဖြည့်ရတာဖြစ်တဲ့အတွက်တောင်းတင်ပါတယ်ဟုတ်ကဲ့ပါအဲကိုသမားအကြောင်းချက်ပြီးတော့ပြောပြီးတော့အခုဒီနေ့ဘောလုံးလောကကတော့ဒီကိုသမားရဲ့ခန်းကန်တာတွေကတော်လေးပါလာလာပြီးပြောင်းလာပြီးတော့စီဘာကီပါလိုမျိုးဒီကစားကွက်ထဲမှာပါဝင်ပြီးတော့ဆော့ရတဲ့ပုံစံမျိုးတွေရှိနေရဆိုအဲအဲ့ပေါ်အကုန်ဘယ်လိုမြင်မိလဲကောင်းပါလေကုသမလေးတော်တော်ကစားတက်လာတယ် ီကစားတက်ဖို့ဆိုတာလေကြက်ခိုင်မှုရှိမှကစားလို့ရတာကြက်ခိုင်မှုမရှိရင်ကစားလို့မရဘူးဒီဘတ်ဒ်လေးဆိုတာဒါဝတ်သမားလေးညီကကျွန်တော်အကြံပြုချင်တာကြက်ခိုင်မှုကောင်းအောင်လုပ်ရမယ်ဒါမှဒါဒီအတင်းတင်းမှာ first line up လေဝင်းစင်တင်းလောက်ပါလာကောင်းပါတယ်ဟိုကျန်တဲ့ကုသမားလေးညီကမကောင်းဘူးပြောတာမဟုတ်ပေါ့ကျွန်တော်ဘုံကုသမားလေးဆိုလည်းဘုရားကျွန်တော်ကြည့်လိုက်ပါတယ်ငင်သေးတယ်တော့ထင်တယ်ဟုတ်ဟိုဒါပေမဲ့သူ penalty တစ်လုံး save လုပ်သွားတယ်သူအသင်းတက်သွားတယ်အာယုံစူးဆိုင်မှုအပီလီနဲ့ကစားသွားတာတွေ့ရတဲ့အတွက် အလားကမှာအလားလားရှိတဲ့ကလေးတယောက်လို့လည်းကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါကိုရဲ့အမြင်ပြောပြပေးတာလဲကျေးဇူးများကြီးတင်ပါတယ်ဟုတ်ပြီဗျာကိုပြောတဲ့ပုံတိုင်းဆိုလို့ရှိရင်ရန်ကုန်ယူနိုက်တက်ကဂျန်နာဘုံ FC ကိုနိုင်ပြီးရင်ဖိုင်နယ်ရောက်ဖို့တော့ဒါညှို့နေတယ်ပေါ့နော်ဒီချန်ပီယံဖလာရောရနိုင်ဖို့အတိုင်းတိုင်းတစ်ဖက်မှာလည်းအီယာဗရီနဲ့ရှန်နဲ့ကြံမယ်ဟုတ်ကဲ့ကျွန်တော်အမြင်ပေါ့ငကုစုအီယာဗရီဆိုတော့ရော့တီရော်ရဲ့လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်လောက်ပေါ့ကျွန်တော်ကျွန်တော်သုံးတက်တာပေါ့နော်ဟုတ်ကဲ့ပေါ့တော်တော်ရော့တဲ့အနေအထားမှာရှိတယ် ဒါပေမဲ့ဒီနေ့မှာတော့ထူးထူးခြားခြားလေးဒါစီဝင်းဖိုင်နဲ့တက်လာတယ်။ဒီပြဆရာအပြောင်းလဲလုပ်တယ်။ကိုချစ်နိုင်သွားလို့တော့ဘာပြောပြောကိုချစ်နိုင်ဆိုရလဲဒီ MNB မှာအတွေ့ယုံရှိတဲ့ဒီပြတယောက်ဖြစ်တဲ့အတွက်ပါတယ်။တေးရတယ်ရှမ်းမင်းနိုင်ပါပါ။ဒါပေမဲ့လွလွနေတော့နိုင်မယ်လို့တော့မထင်ဘူးပေါ့နော်။အရာအရာဒီလဲသူကသူရှိသမျှအားလည်းညှစ်ပြီးကစားသွားမယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့ရန်ကုန်နဲ့ရှမ်းနယ်ပဲဖိုင်နယ်မှာတွေ့မယ်လို့တော့ကျွန်တော်အနေနဲ့ဒါတုံ့တက်ပါတယ်။ ဟုတ်ကဲ့လက်ရှိနေထားရအကိုမှန်းတယ်လို့ဒါရန်ကုန်နဲ့ရှမ်းယူနေတဲ့နယ်ပိုင်တွေမှာတွေ့ခဲ့မှာဆိုလို့ရှိရင်ဘယ်လိုဖြစ်အောင်ကြည့်ကောင်းမယ်အဲ့ဘွေရတော့အဲ့ဘွေရတော့တော်တော်ကြည့်ကောင်းမယ်အဲ့ဘွေအဲ့ဒီဘွေကျွန်တော်လာကြည့်ဟွာဘာပဲပြောရန်ကုန်ကိုရစီချင်ပါလေဟိုကုကံခဲ့တဲ့အတင်းနဲ့ဖြစ်တဲ့ရှမ်းဘုံလို့ပြောတာလည်းမဟုတ်ပါဘူးဒါမှဒီလာမယ့် MNL League အစမဟုတ်ဒီအမှတ်ပေးမှာတော်တော်ကြည့်ကောင်းမယ်ပြန်မဖြစ်လာဘူးရလို့လားရှမ်းရလာရွားရင်အဲ ပြည့်စုံလာမှုတော့နည်းနည်းတော့ပဲထင်တာ။ဟောလာပြန်ပြီးရှင်း။ရန်ကုန်ကြိုးစားသိကျင်တာပါ။အဓိကရန်ကုန်ဖလားနဲ့ဝင်းကြီးကလည်းဖြစ်နေပြီဖြစ်တဲ့အတွက်ရန်ကုန်ရသိကျင်ပါလေ။ဟုတ်ကဲ့။ဟုတ်ကဲ့ပါ။ရှင်းကလည်းအကောင်းဆုံးပြင်ဆင်ထားမှာပါဟိသူကလေ။ဟုတ်ကဲ့ဒါပြည်သက်များခင်ဗျာကျွန်တော်ဒီတိုင်းအဲဒီလိုမျိုးသုံးသက်တင်ဆက်တယ်ဆိုတာကဒီတစ်ဖက်ကအသင်းနေဖြစ်တဲ့ဆန္ဒဘုံတို့ AR United ကိုကျွန်တော်မလေးစားတဲ့သဘောမဟုတ်ပါဘူးပါဘူးဒါကျွန်တော်တို့ရဲ့အမြင်ကိုဒါခံမှန်းပြီးတော့ပြည်သက်တယောက်တင်ဆက်ခြင်းဖြစ်ပါရဲ့နော်ပြည်သက်တယောက်အမြင်နဲ့ပြောပြခြင်းဖြစ်ပါလေဟုတ် ဝေဖန်လိုချင်တင်တာလိုချင်တခုမှမရှိပါဘူးအသိနိုင်ရုံအကုန်လုံးကောင်းစီခြင်းတဲ့အတွက်ကျွန်တော်နေနဲ့ပြောပြခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာကဲအောက်ပြီကျွန်တော်တို့ဒါစကားလေးကြီးပြောလာရတယ်နည်းနည်းများပြီဆိုတော့ဒီပြိတ္တတွေပဲလှည့်ကြပါတယ်ရန်ကုန် United အသင်းရဲ့ပြိတ္တတွေကတော့ဟိုးရင်တွေကနေပြီးတော့လက်ရှိချိန်ထိတော့သူတို့တာဝန်ကြီးစွာနဲ့အားပေးနေသေးပဲပေါ့နော်အားပေးနေသေးအားပေးနေတော့မယ်အကွင်းထဲမှာလာရောက်မှုအားနည်းနေတော့မှသူတို့တွေဒီရုပ်မြင်သံကြားတို့ဆိုတဲ့ platform တွေကနေ ကြည့်နေပိတ်သက်တွေကရှိအများရဲ့ဟုတ်ပါဘူးပိတ်သက်တွေကိုအကိုဗာများပြောချင်တယ်ဗျရေကုန်ပိတ်သက်တွေပဲလားဟုတ်ပါဗျာဟုတ်တီးတန့်ပေါ့တီးတန့်ပါရေကုန်ပိတ်သက်ကတော့ကျွန်တော်တို့မှတ်မိကြအောင်မထင်ပါလေဗာပြောရေကုန်ညက်တက်ကိုဆက်လက်ပြီးအားပေးပါဦးလို့ပြောချင်ပါလေရေကုန်သားတွေရေကုန်သူတွေကျော်တို့ငငယ်ရလို့ပဲပိတ်သက်စိတ်ဝင်စားရေကုန်ပွဲဆိုလို့ရှိရင်လာကြည့်စီချင်ပါလေကိုင်းတဲ့အထိပိတ်သက်တွေလည်းလွမ်းပါလေဒီထက်ပိုပြီးတော့ရေကုန်ညက်တက်ကိုလည်းဆက်လက်ပြီးအားပေးပါအားပေးပါဦးလို့ကျွန်တော်ဒီနေ့ကနေတောင်းဆိုချင်ပါလေဟုတ် အကိုစနစကားလေးခံလိုက်တော့တခြားပြိတ္တတွေအတွက်လည်းအကိုမပြောစရာတခုခုရှိမယ်ထင်တယ်။ဘလုံးလုံးတခြားပြိတ္တတွေအတွက်ကတော့မြမဘလုံးဝင်ဟိုတနေ့ကလာကြည့်တဲ့ဒါမြန်မာနဲ့ပါကစ္စတန်ဘွဲလူပဲ။လာရောက်အားပေးကြပါဦးလို့အဲ့ဒီဘလုံးလောကမှာမမြင်ရတာကြားတဲ့ပြိတ္တအရသာကိုတွေ့ရတော့ကျွန်တော်တို့အနေနဲ့ရှင်ထဲမှာအရန်အားရှိပါလေ။ဘာပဲပြောပြောမြမဘလုံးအနာကက်အလားလာအတွက်အရန်အားရှိပါလေလူငယ်တွေအတွက်ကော။ ရိသတ်တွေအတွက်ကိုဒါကောင်းတဲ့အပေါင်းချင်းလက္ခဏာဖြစ်တဲ့အတွက်နောက်နောက်ဘလုံးလောကမှာပရိသတ်တွေလာရောက်ပြီးအားပေးကြပါဦးလို့ကျွန်တော်နေနေဒီနေ့ကနေတောင်းဆိုပါတယ်အားတဲ့ချိန်တိုင်းပေါ့ဟုတ်ကဲ့ပါ